အာစကားကာလဆတ္တမမြောက်တည်င်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်ယောအေဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်17မှ15ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာငါသည်တင်တို့အားပြောเสียအကြောင်းအရာ များစွာရှိသေးတော်လဲတင်တို့သည်ယခုခံယူနိုင်ကြမည်မဟုတ် တမာတရား၏ဝิญဉ်တော်ကြွလာတော်မူသောအခါ သူသည်တမာတရားအကြောင်းအလုံးစုံတို့ကိုတင်တို့အားသွန်သင်တော်မူလိမ့်မည်အကြောင်းမူကားထိုအရှင်သည်မိမိ၏အခွင့်အာဏာလျောက် ဟောပြောလိမ့်မည်မဟုတ်သို့သောထိုအရှင်သည်မိမိကြားသိရသောအကြောင်းအရာများကို ဟောပြောတော်မူလိမ့်မည်ထို့အပြင်ထိုအရှင်သည် နောင်ဖြစ်လက်တန်သောအကြောင်းအရာတို့ကိုတင်တို့အားပြောကြားတော်မူလိမ့်မည် ထိုအရှင်သည်ငါ၏ဘုန်းကုံတော်ကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားထိုအရှင်သည်ငါ၏တရားကိုယူ၍တင်တို့အားကြားသိစေမည်ဖြစ်သောကြောင့်ဒီခမည်းတော်၌ရှိသမျှသည်ငါနှင့်သက်ဆိုင်၏ထိုကြောင့်ထိုအရှင်သည်ငါနှင့်သက်ဆိုင်သောတရားကိုယူ၍တင်တို့အားကြားသိစေလိမ့်မည်ဟုငါဆိုခြင်းဖြစ်၏ယေရှုခရစ်တော်သခင်မုံမြတ်သောဧဝံဂေလိ တရားတော်ဘေဒီ The spirit and truth ဝိညာဉ်တော်နဲ့တမန်တရားဝိညာဉ်တော်ကသင်တို့ကိုအာလုံးသောတမန်တရားစီတို့လမ်းညွန်ခေါ်ဆောင်သွားမယ်ဆိုပြီးသခင်သူဒီနေ့သူမသွားခင်မှာတုံသင်လာပါတယ်။ယုံကြည်သူဖွဲ့စည်းတမန်တော်များသူ့ကိုကာယမျက်စိသူ့ရဲ့ကာယကိုကာယအနေနဲ့မတွေ့နိုင်တော့တော်လည်းပဲ။ ဝိညာဉ်တော်၌ပြန်လည်တွေ့အောင်မယ်တခဏကြာလျင်တင်းတို့ငါ့ကိုမတွေ့ဘူးတခဏမြကြာလျင်ပြန်တွေ့အောင်မယ်ဆိုတာဒါပဲဖြစ်ပါတယ်ဝိညာဉ်တော်၌ပြန်တွေ့လာတယ်ဒါဟာဝမ်းမြောက်စရာအကြောင်းအားတက်စရာအကြောင်းအာယူစရာအကြောင်းပဲဖြစ်ပါတယ်ဝိညာဉ်တော်၌တွေ့လာတယ်ယုံကြည်ခြင်း၌တွေ့လာတယ်ဒီလိုတွေ့ခြင်းဟာလည်းပဲဒီဝိညာဉ်တော်ဟာသခင်စု လှုပ်ခဲ့တဲ့အလုပ်ကိုဆက်ပြီးတော့လှုပ်ဖို့ရပဲဖြစ်ပါတယ်တခင်စုပြုခဲ့တဲ့သာသနာလုပ်ငန်းဘာဖြစ်ဘာလုပ်ငန်းလဲဆိုရင်ဖျားသခင်ကို ဖွင့်ပြတဲ့လုပ်ငန်းပဲဖြစ်ပါတယ်တမာတရားကို ဖွင့်ပြတဲ့လုပ်ငန်းတမာတရားဆိုတာဘာလဲယုံကြည်သူများအတွက်တမာတရားဆိုတာ God exists ဖျားသခင်တည်ရှိပါတယ်မပြောင်းမလဲတည်ရှိတယ် ဒီတမန်တရားဆိုတာဘာလဲယုံကြည်သူတွေအတွက် God loves us ဖျားသခင်တို့ကိုချစ်တော်မူတယ်ဒါဟာမပြောင်းလဲတဲ့တမန်တရားပဲဖြစ်ပါတယ်ဒါကြောင့်ဒီအချက်တွေကိုဝိညာဉ်တော်ကဆက်ပြီးတော့ဖွင့်ပြအောင်မှလည်းပဲဖြစ်ပါတယ် Easter ကာလမှာသခင်စု Easter အဖြစ်ပြက်တွေအားဖြင့်ဖျားသခင်တည်ရှိပါတယ်ဖျားသခင်ကျွန်တော်တို့ကိုချစ်ပါတယ်ဆိုတဲ့အချက်တွေကိုဖွင့်ပြခဲ့ပြီးပြီဖြစ်ပါတယ် ဝိညာဉ်တော်ဟာဒီလုပ်ငန်းကိုပဲဆက်ပြီးလုပ်ကြအောင်မှလည်းဖြစ်ပါတယ်။ဒါကြောင့်သူတို့တွေဝမ်းမြောက်ကြရတယ်၊ဝမ်းသာကြရတယ်။ဖျားသခင်ဘဝထဲမှာတည်ရှိနေပါတယ်။ဖျားသခင်ကျွန်တော်တို့ကိုချစ်နေပါတယ်ဆိုတာဝမ်းမြောက်စရာတည်ရင်ဖြစ်ပါတယ်။ဖျားသခင်ကိုဖွင့်ပြလာခြင်းဟာ former paraglide လို့ခေါ်တဲ့သခင်စုရဲ့လုပ်ငန်းတော်ဖြစ်တယ်လို့ဒီဆက်လက်ပြီးလုပ်ကြင်လာတဲ့ပုံကဝိညာဉ်တော်ပါရာကလပ်ဒုတိယပါရာကလပ်လည်းဖြစ်နေပါတယ် ဒါကြောင့်ကျွန်တော်တို့အချုပ်အနေနဲ့မှတ်သားရမှာကသမာတရားကို မြင်တွေ့ရပြီဒီထက်မှပါဝင်ရပြီပိုက်ဆိုင်လိုက်ရပြီဒါဟာအာယုဇရာဖြစ်တယ်အာတက်ဇရာဖြစ်တယ်မျောလင်းချက်နဲ့ပြေဝါဖို့အကြောင်းပဲဖြစ်ပါတော့တယ်ဒါကြောင့်ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုကိုခံယူပြီးသူဥဆောင်ရာသမာတရားများစီတို့ဆက်လက်ပြီးရှောက်လန်းကြပါစို့ဝိညာဉ်တော်မြတ်ဖြာကြွလာတော်မူပါ